စန္ဒလာပိုင်းတွင်ကျွန်တော်ဟောစမ်းလေးကြည့်ပေးပါဖြစ်ပါတယ်ဒီနေ့မှာတော့အင်္ဂါသားမိတွက်ပါအင်္ဂါသားမိများဤအချိရင်အိမ်တော်ရေးစီးပွားရေးငွေကြေးပညာရေးသားမိကံကအစုံစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘီဝဲနောက်မှာကျွန်တော်ရေတရားလေးလည်းပြေးမယ်ဒီရေတရားလောက်ထားမယ်ဆိုရင်ဒီလာမယ်စန္ဒလာပိုင်းမှာအင်္ဂါသားမိကံကောင်းခြင်းတွေကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရားကိုပြအောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကျောင်းမဆွေတွေကိုကျွန်တော်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အကူအညီတွေကိုတောင်းချင်ပါတယ် အင်္ဂါတမ်းတွေမြင်တွေ့ရအောင်ရှယ်ဝင်ရခြင်းလို့မမေ့ပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတွေမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေတွေကျွန်တော်လည်းကဖတ်သူကိုလိုရမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရှယ်တဲ့ချက်ကတစ်ဖက်ကိုအကူအညီတစ်ခုဖြစ်နေလို့ပါဒါကြောင့်ရှယ်ဖို့မမေ့ပါနဲ့ခင်ဗျာဒါဆိုရင်ကျွန်တော်ရဲ့ဒီလက်ကြည့်ကြမယ်အင်္ဂါတမ်းတွေအတွက်ဒီ၁၂လပိုင်းမှာကံကောင်းနေလားကံဆုံးနေလားနှစ်ခွန်းနဲ့မေ့ရင်ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်တော့ရေတရားကိုဖြစ်အောင်လေးလုပ်ပြီးပါခင်ဗျာဘာကြောင့်လဲဆိုတော့ဒီ၁၂လပိုင်းမှာတော်တော်များများအင်္ဂါတမ်းတွေညံ့နေလို့ပါ ဒီရေတရာအောင်လွတ်လပ်ကြည်ရမယ်ကံကောင်းမှုတွေနေတော့ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ရေတရာအောင်ပြောင်းလုပ်ပေးပါခင်ဗျာ။မဟုတ်ဘူးဆိုရင်တေချာဘောအင်ကာသားတွေပဲအခက်အခဲတွေကြုံတွေ့ပြီးတော့တော့တော်လေးစိတ်ပြတ်စရာတွေစိတ်ညစ်စရာတွေကြုံတွေ့မှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ပြောတဲ့ရေတရာအောင်ပြောင်းလွတ်လပ်မယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။အင်ကာသားတွေနေနဲ့ဒီ17လပိုင်းမှာကံကောင်းနေလားကံဆုံးနေလားမေးရင်ကောင်းအားက90လောက်ပဲရှိတယ်။တတိထားရမှာ90လောက်ရှိပါတယ်။ဘာရီကောင်းနေတာလဲဘာရီတိထားရမယ်ဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ် ။ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအလောက်နဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်။မာကိုရရန်ရှိတဲ့ငွေတွေပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်တယ်။အခုဒီထားရမှာကကံနဲ့ပတ်သက်ပြီးအကျုံးမပေးတဲ့အတွက်ကြောင့်မို့ကိုစုဆောင်တဲ့ငွေကြေးတွေကံနဲ့ပတ်သက်ပြီးတော့တော့မရင်ကြီးသေးဘူးမလောက်ဆောင်သေးပါဘူးကံနဲ့ပတ်သက်ပြီးတော့ရင်ကြီးမြောက်နံမယ်ဆိုရင်တေချာမောင်မိတ်ဆွေစုဆောင်တဲ့ငွေကြေးတွေပလုံသွားထပ်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ကိုစူးစမ်းရင်စူးစမ်းငွေတွေဝင်လာနိုင်တယ်။ကံနဲ့ပတ်သက်ပြီးတော့မလုပ်မိပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ ဒုတိယတစ်ချံမိတ်ဆွေတငယ်ချင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတာကကို့ဘေးနာကတငယ်ချင်းချင်းမိတ်ဆွေချင်းတွေကကို့ကိုအကျိုးပေးလိမ့်မယ်။ကိုအခက်ခဲတွေဖြစ်တာပဲဖြစ်ဖြစ်စိတ်ညစ်ဆရာတွေဖြစ်တာပဲဖြစ်ဖြစ်သူတို့ကိုအကြံဉာဏ်တောင်းမှသူတို့တိုင်ပင်ဆွေးနွေးပါတေချာပေါအကြံဉာဏ်ကောင်းတွေအခက်ခဲတွေပြည်လည်သွားမှဖြစ်ပါတယ်။အခုဒီထားရမှာကနော်တငယ်ချင်းကောင်းမိတ်ဆွေကောင်းနေရှိနေလို့ကိုကိုမနာလိုတဲ့သူတွေနော်ကိုကိုကြည်လို့မရတဲ့သူတွေကိုကိုချောက်ကိုသွန်းချမြင့်သူတွေရာလေးရှိနေပြန်ရော။ဒါကြောင့်မို့အကောင်းနဲ့ဆိုးနေရခွဲခြားဖို့ကမိတ်ဆွေပေါ်မှာမူတည်ပါတယ်။ ဒါကြောင့်တငယ်ချင်းမိတ်ဆွေကံနဲ့ပတ်သက်ပြီးကျွန်တော်နေနဲ့အကြံပြုရမယ်ဆိုရင်လူတိုင်းကိုမယုံကြည်သေးပါဘူးအထူးယူဆရမှာကနော်မျက်နှာချွတ်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 ပြော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 နဲ့နောက်ကြောကိုပြီးတယ်နော်နောက်ကြောကိုอืมတိလူလူတွေကိုတိထားပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။တချို့ကိစ္စတွေကကျွန်တော်ဒါတိုက်ရိုက်ပြောလို့မရဘူး။မိတ်ဆွေနဲ့နားလည်နိုင်အောင်ပဲဒါစူးစမ်းပါခင်ဗျာ။အဲ့လိုပြောမယ်ဆိုရင်ဒီအဖေဘုတ်တို့နော် YouTube တို့ကလည်းမကြိုက်တဲ့အကြောင်းမို့ကျွန်တော်ချုပ်ကိစ္စတွေကိုမပြောဘူး။နားလည်တွေ့အောင်တော့ကျွန်တော် left hand ခြေခံနဲ့တော့ပြပါနော်။ကဲဟုတ်ပြီ နောက်တစ်ခုကမိတ်ဆွေတွေနဲ့ကောင်းနေတာကကနော်မိသားစုရင်းနဲ့ပတ်သက်တာကိုရဲ့မိသားစုပေါ်မှာကိုကနားလည်မှုလွှဲနေတာပဲဖြစ်ကိုရဲ့မိသားစုဝင်တဲ့ကိုစိတ်ဆိုးနေတဲ့အမြင်မှားနေတဲ့ထင်မှားနေတဲ့နားလည်မှုတွေလွှဲနေတဲ့သူတွေရှိတယ်ဆိုရင်တေချာတာတစ်ခုကဒီဆက်လက်ပိုင်းမှာနားလည်မှုတွေရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်နော်ပြက်နာဖြစ်နိုင်တာကမိဘတွေနဲ့ကိုနဲ့နားလည်မှုလွှဲတာကိုကဘလောက်ပဲကောင်းအောင်လုပ်ပြီးလုပ်ပြီးလုပ်ပြီးကိုအမားတွေထင်ပြီးတော့အပြစ်မြင်တတ်ပါတယ် ါကလည်းပြီးခဲ့တဲ့လတော့ကပဲဖြစ်တယ်ဒီလမှာတော့ကို့ပေါ်ကိုတော့အမြင်တွေကြည်ပြီးတော့အကောင့်ပြောတာတွေတော့အကောင့်ဆက်ဆံတာတွေဂျုံတွေ့မှာဖြစ်ပါတယ်ဒါကြောင့်မိသားစုရင်းနဲ့ပတ်သက်မဲ့ဆိုရင်လည်းအရန်အားကောင်းနေတဲ့ကာလထဲမှာရှိပါတယ်နောက်တစ်ချက်ထက်ကောင်းနေတာကအင်္ဂါတားမိနေတဲ့ဒီ၁၂လပိုင်းမှာအိမ်ဝယ်မဲ့သူတွေခြံဝယ်မဲ့သူတွေအရန်ကြိုးပေးပါတယ်အဲ့ဒီခြံမြေနဲ့ပတ်သက်တဲ့ကိစ္စတွေကအရန်ကြိုးပေးတဲ့ကာလဖြစ်တော့ကြောင့်ကိုကအိမ်ဝယ်မှာလားဒါမှမဟုတ်ခြံဝယ်မှာလားရောင်းချင်တာလားအကျိုးပေးပါတယ် အိမ်ဝယ်မယ်ဆိုရင်လည်းနော်ပေါ်ပေါ်လေးနဲ့ရရောင်းမယ်ဆိုရင်လည်းမထင်မှတ်ထားတဲ့ငွေအမောက်တဲ့ပိုရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့အင်ကာတားမီတွေနဲ့အိမ်ချမ်းမီနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့ကာလာထဲမှာရှိပါတယ်။အထူးတိထားရောက်မှာကအချိန်နဲ့ပတ်သက်တာအင်ကာတားမီတွေနဲ့ဒီဆလလပိုင်းမှာအချိန်နဲ့ပတ်သက်ပြီးတော့တိတ်နော်ဟိုအာယုံမဆိုင်တဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အချိန်နဲ့ပတ်သက်ပြီးတော့အကြလန်နေမယ့်ရာပြောရမယ်ဆိုရင်လူတစ်ယောက်ကထုတ်ရုပ်ကန်ပြီးတော့အဝေးကိုမျောနေတယ်ဆိုတဲ့နေမှာရှိတယ်။ ူရဲ့မျက်နှာအမူအရာကိုကြည့်ရတာလေလွမ်းနေလို့လို့ဆွေးနေလို့လို့တယောက်တယောက်တတိယနေလို့လို့အဲ့ဒီပုံစံဖြစ်တဲ့ကြောင်းမို့မိတ်ဆွေရဲ့ချီးကတော့အဲ့ကောင်းနေတဲ့ကာလထဲမှာတော့မရှိဘူးအရန်ညှင့်နေတာလည်းမဟုတ်ပြန်ဘူးဒီထဲမှာကြောင်းတဲ့ဆရာတွေကလည်းမရှိဘူးဆိုတော့လေဒါကြောင့်မို့အရှင်းနဲ့ပတ်သက်ပြီးတော့တိတ်ကောင်းနေကိုမထည့်ပါနဲ့အလုတ်တိုင်းနေစီးပွားရေးလိုကောင်းနေထည့်ပါလို့ပဲကျွန်တော်ကအချက်ညှင့်ချင်ပါတယ်အချစ်ကိုကောင်းနေထည့်မိမယ်ဆိုရင်စိတ်ညစ်စရာတွေတောကတွေများပြီးတော့စိတ်ဆုစရာတွေကြုံတွေ့မှာဖြစ်ပါတယ် နောက်တစ်ချက်သတိထားရမှာကကြာလာတဲ့နမိတ်ရပြောရမယ်ဆိုရင်ကိုယ်လူမှုရေးကံကမကောင်းဘူး။ဘောင်းဝင်ချင်ရလူတွေကိုအထူးခရုစိုက်ပါခင်ဗျာ။ကိုဘလောက်ပဲကောင်းအောင်လုပ်ပြီးလုပ်ပြီးဘလောက်ပဲကူညီခဲ့ကူညီခဲ့တခြင်းတစ်ခါတော့မကူညီမိရင်သူတို့ကိုအပြစ်မြင်တတ်တယ်။မကောင်းပြောတာကြုံတွေ့တတ်ပါတယ်။ဒါကြောင့်လူတွေနဲ့ဆက်ဆံတဲ့နေရာမှာအထူးခရုစိုက်ပါခင်ဗျာ။ကိုကမှန်နေတယ်ဆိုရင်ဘသူ့ကောင်ကခရုမစိုက်ပါနဲ့။နော်ကိုမှန်တဲ့ထင်ဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်ဒီစံလပိုင်းမှာတတိထောင်ရမှာကအင်္ဂါသားမျိုးနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဖွားစီဖွားစီပြောတာတွေတိတ်မလုပ်ပါနဲ့ခင်ဗျာအကိုကဖွားစီဖွားစီအရန်ပြောတတ်တယ်ပေါ့တော့အများတက်လို့သူ့ကိုနဗူနဆာတွေလုံနေတယ်ဆိုရင်တော့အရှင်မပြေဘူးဒီကြလာတဲ့နမိတ်ရပြောရမယ်ဆိုရင်တိုက်ခိုက်မဲ့ဟန်ဖြစ်နေတယ်ဒါကြောင့်မိုးတယောက်တယောက်မလည်းမှုလွဲရတဲ့အရှင်မပြေတာတွေတော့တယောက်တယောက်မြင့်ချင်းဆိုင်လက်လာတဲ့အရှင်မပြေတာတွေပေါ့နော်သူ့ရဲ့ကိုပြောတဲ့စကားကိုလည်းသူကလက်မခံသူ့ပြောတဲ့စကားကကိုကလက်မခံဒီလိုခိုက်တက်တွေကြောင့်အိမ်တော်ကြီးပြက်နာပြီးကြုံတွေ့နေမှာ ။ဒါကြောင့်ကျွန်တော်အနေနဲ့အကြံပြုရမယ်ဆိုရင်အင်ကာတားမြင်နေတဲ့ဒီ12လပိုင်းမှာအထူးယူဆရမှာကကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာကိုကမားလည်နိုင်အောင်ကြိုးစားပါ။ကို့မှာမှားနေတယ်ဆိုရင်လည်းအမြန်ဆုံးတောင်းပန်လိုက်ပါ။ကိုကမှန်နေတယ်ဆိုရင်ဒါကလိုတင်လို့ရှိပါတယ်။ဒါတို့နားလည်အောင်စဉ်းကြနိုင်မယ်ဆိုရင်အိမ်တော်ရင်းရဲ့တာယာပြီးတော့အစဉ်ပြေမဲ့မိသားစုဘဝကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။အခုကမိတ်ဆွေတို့ကိုကျွန်တော်ဆရာလုပ်နေတာမဟုတ်ဘူးအကြံဉာဏ်လေးတွေပေးနေတာဖြစ်တယ်။ ကျွန်တော်ပြောတဲ့အတိုင်းမိတ်ဆွေလိုက်နာနိုင်မယ်ဆိုရင်ပျော်စွင်သောမိသားစုဝါတွေနော်ပျော်စွင်သောဒါစီဝါရေးတွေပိုင်ဆိုင်မှာဖြစ်ပါတယ်။အဲကြောင့်မိတ်ဆွေကိုကျွန်တော်ဆရာလောက်တာမဟုတ်ဘူးအကြံဉာဏ်ပေးနေတယ်ဆိုတာကိုလည်းသိထားရမှာဖြစ်ပါတယ်။ကျမရင်နဲ့ပတ်သက်ပြီးတော့အထူးသတိထားရမှာကဒီ12လပိုင်းမှာကျမရင်ပတ်သက်ပြီးရုပ်တရက်ညံ့သွားတတ်ပါတယ်။ညဘက်တွေအိမ်မပြောတာမျိုးတွေနောက်ကငွေချင်းနဲ့ပတ်သက်လို့မိသားစုရင်းနဲ့ပတ်သက်လို့နောက်ကိုယ့်ရဲ့အိမ်နောက်ဘက်ကိုယ့်ရဲ့ချစ်သူနဲ့ပတ်သက်ပြီးအိမ်မပြောတဲ့ညတွေညလာနိုင်တယ်ဆိုရင် တေချာပေါင်းမိတ်ဆွေမကြာခဏခေါင်းကြိုက်တာတွေခေါင်းမူတာတွေစက်ကြောတက်တာတွေစက်ကြောထိုးတာတွေအဲ့လိုမျိုးအကျော်နဲ့ပတ်သက်တဲ့ဝင်တာတွေလည်းခံစားတတ်ပါတယ်ဒါကြောင့်မို့ကိုကိုကိုပြောင်းအောင်နေပါအဲ့ပြောင်းအောင်အိမ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအရန်အားကောင်းနေတာတခုကဒီဆက်လက်လာပိုင်းမှာဘာသာတရားနဲ့ပတ်သက်ပြီးတော့အင်္ဂါတောင်းမီတော်တော်လေးအကျိုးပေးနေတဲ့ကာလတွေမှာရှိပါတယ်ဒါကြောင့်မို့ဘာသာတရားနဲ့ပတ်သက်ပြီးတော့အထိတ်ထန်နေဝင်တာမျိုးဖျားတရားတွေလောက်တာမျိုးကိုတို့ကောင်းမှုတွေများများလုပ်နိုင်မယ်ဆိုရင်တေချာပေါင်းမိတ်ဆွေကံတွေဟာကောင်းမှုလာမှာဖြစ်ပါတယ် ါကြောင့်မို့ကိုတက်နိုင်တဲ့လောက်လေဒီ12လပိုင်းမှာကုလိုကောင်းမှုတွေများများလုပ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အထိုက်ထန်ဝင်ချင်တဲ့သူတွေအနေနဲ့ကလည်းကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်တင်နာပေးရရှိတယ်တွားရောက်ရှာဖွေပြီးတော့ဝင်လို့ရပါတယ်နောက်တစ်ခုနော်တတိထားရမှာကနော်အင်္ဂါတာမီဖေဖေမေမေနေနဲ့တာချိုးကလောကခံစား권မရှိဘူးတမီချိုးကခံစား권ရှိနေတဲ့ကာလထဲမှာရှိပါတယ်ဒါကြောင့်မို့အင်္ဂါတာမီဖေဖေမေနဲ့ကို့မှာတာတွေမွေးထားတဲ့ဆိုရင်ထူးထူးဆိုင်ပြပါခင်ဗျာ သူတို့အတွက်ကြောင့်ကို့မှာတောကများတာတွေသူတို့အတွက်ကြောင့်ကို့မှာအဆင်မပြေတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့တားကျုံကတော့အကျိုးမပေးဘူး။တမီးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရရှိမှာဖြစ်ပါတယ်။ကို့ရဲ့မွေးထားတဲ့တမီးမိန်းကလေးကပြောဆိုရခက်နေတဲ့စိုးစုံးမရခက်နေတဲ့ဆိုရင်ဒီဆက်လက်လာပိုင်းမှာအင်ကာတားမီဖဖေးမိမိစုံးမကြည့်ပါ။တေချာပါကို့ရဲ့စကားကိုနားထောင်တာမျိုးလက်ခံတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ဆရာကောင်းသမားကောင်းအကူအညီထောက်ပံ့ကောင်းတွေရှိတယ်။ပြီးွားရင်ကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိဘတွေအကူအညီထောက်ပံ့ကောင်းတွေရှိတယ်။သူတို့တို့ကြောင့်ကိုယ်မှာအဆင်ပြေသွားတာမျိုးတွေကြုံတွေ့မယ်ဆိုတဲ့ကာလထဲမှာရှိပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။အထူးသီးထားရောက်မှာကကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်လာမယ်ဆိုရင်တငယ်ချင်းပေါင်းတင်ဆက်ဆံတွေအထူးပြုစိုက်ပါ။သူတို့အတုံးမကြမှုကြောင့်သူတို့ကပေါင်းနေဆက်ဆံမှုကြောင့်ကိုယ့်ရဲ့ပညာရေးတွေနှောင့်နေတာမျိုးအဆင်မပြေတာမျိုးဆောင်ရွက်ကြတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ပညာရေးနဲ့ပတ်သက်မဲ့ဆိုရင်တော့ဒီတစ်ချက်ကိုအထူးလူဆိုင်ပါခင်ဗျာ။ နောက်တစ်ချက်အလောက်တိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အလောက်ပြောင်းမယ်ဆွေမယ်ဆိုရင်အကျိုးပေးပါရယ်ကြောင်းလို့ဆွေလို့ကြောင်းပါအလောက်တိစားတင်တာပဲဖြစ်ဖြစ်အလောက်တိတိုးချဲ့ချင်တာပဲဖြစ်ဖြစ်အကျိုးပေးနေတဲ့ကာလတွေမှာရှိပါရယ်အလောက်တိုင်းရှာပွေရခက်ခဲနေတဲ့သူတွေရှိတယ်ဆိုရင်ဘယ်ရဲ့နောက်မှာကျွန်ရေတရားလေးပြေးမယ်တင်းချင်းရေတရားအောင်လုပ်လိုက်ချင်ရပြင်ကန်ကောင်းမှုတွေရရှိမှာဖြစ်ပါရေရအောင်ပြောင်းလုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။အထူးသဖြင့်ထားရမှာတစ်ခုကအလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုယ်လုပ်နေတဲ့လက်ရှိလုပ်ကိုမပြောမဆွေးနာတွေ ော်အလောက်ကတော့အဆင်ပြေတယ်ကိုယ့်ရဲ့စိတ်ကဒီလိုမလုပ်ချင်တာတွေမခိုင်းချင်တာတွေပြီးရင်ကိုယ့်ရဲ့စိတ်ထဲမှာခံစားနေရငါ့ကိုအတင်းကျပ်ခိုင်းစီနေတယ်ငါမလုပ်ချင်တဲ့လို့ငါ့ကိုအတင်းကျပ်လှုပ်ခိုင်းနေတယ်ဆိုတဲ့စိတ်ခံစားမှုတော့ဖြစ်နေမယ်အဲ့ဒီစိတ်ကိုထိန်းချုပ်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့အလောက်ကန်စီးပွားရေးတွေအဆင်ပြေသွားမှာဖြစ်မှာပြီးတော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအခွင့်အလမ်းကောင်းတွေလည်းရရှိမယ်ကာလထဲမှာရှိပါတယ် authority ထားရမှာကံနဲ့ပတ်သက်ပြီးလို့ရလုံးဝအကျိုးမပေးနောက်ခဏကလည်းကျွန်တော်တချို့ပြောခဲ့တာရှိတယ်အခုလည်းထပ်မံပြီးတော့ပြောပြပါမယ် ဒီနမိတ်ကကံနဲ့ပတ်သက်ပြီးတော့ဆက်ဆက်နေတဲ့နမိတ်တစ်ခုဖြစ်ပါတယ်ပိကတ်ထဲမှာမြင်အောင်ကြည့်ပါငရဲသားနမိတ်ဖြစ်ပါတယ်ဘာကိုကိုစားပြုတာလဲဆိုတော့မိတ်ဆိုရဲ့ကံကြမ္မာကိုကိုစားပြုတာပါကံကြမ္မာဆိုတာကံနဲ့ပတ်သက်တဲ့အလုပ်တွေအကျိုးပေးလားမပေးဘူးလားကံဆန်းလို့ရလားမရလားဆိုတာကိုသူကတတ်မှတ်တဲ့ကတ္တကံဖြစ်ပါတယ်ဒီကံကိုကြည့်လိုက်ချင်ရင်အရန်ကြောက်လန့်မှုကောင်းနေတဲ့ကတ္တကံဖြစ်တဲ့အတွက် ကြောင့်မို့မိတ်ဆွေတို့အနေနဲ့နော်ကံနဲ့ပတ်သက်ပြီးတော့ဘယ်လိုအလုပ်မဆိုမလုပ်သေးတဲ့ကာလတွေမှာရှိပါတယ်ဥပမာ ကဟိုကန်ဆန်းချင်တာပဲဖြစ်ဖြစ်ကိုလှုပ်နေလှုပ်ကကန်နဲ့ပတ်သက်ပြီးလောက်ခိုင်းနေတယ်ဆိုရင်အကျိုးမပေးဘူးအဆင်မပြေအထူးကူဆိုင်ပါကန်ဆန်းချင်တယ်ကဝါနာပါတယ်ဆိုရင်တော့ကန်ကောင်းနံပါတ်တချို့ကျွန်တော်ပြောပြမယ်ကန်ကောင်းနေနံပါတ်ကသစ်ပါရဲ့နံပါတ်တွေနော်ငါးပါရဲ့နံပါတ်တွေကအကျိုးပေးပါတယ်ပြောနံပါတ်တွေကောင်းကိုကိုကောင်းကျိုးတွေပေးမှာဖြစ်ပါတယ်ကိုတက်ကန်ကောင်းနေတဲ့အရာကနော်မိခိုးအရာလေးတွေကကန်ကောင်းပါတယ်ဒီအရာလေးကိုကညံရှိလို့အသုံးပြုဥပမာရေးကြီးတဲ့ကိစ္စလေးပြောဆိုတာပဲဖြစ်ဖြစ် အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်တာပဲဖြစ်ဒီလိုအကြောင်းတွေကိုဝစ်စင်ချင်ရပြီးကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ဘာကြောင့်နေနဲ့အကြံပြုရမှာဆိုကံနဲ့ပတ်သက်ပြီးတော့ဒီဆက်နပိုင်းမှာအထူးယူဆိုင်ပါလုံးဝမလုပ်သေးတဲ့ကာလတွေမှာရှိတယ်။အဲ့လိုတွေအရန်လုပ်တဲ့လူတယောက်ဆိုရင်တေချာပေါ့ကိုစွတ်ဆောင်တဲ့ငွေချင်းဥစ္စာပစ္စည်းတွေပလုံသွားမှာဖြစ်ပါတယ်။ဒီချက်တော်အထူးယူဆိုင်ရမှာဖြစ်ပါတယ်ခင်ဗျာ။အရန်ကောင်းတာတစ်ခုကဒီဆက်နပိုင်းမှာအင်္ဂါကောင်းနေနေနော်ခီဝေးသွားတာတွေခီးထွက်တာတွေပြီးတော့အလောက်ကိစ္စနဲ့တွားတယ်ဆိုရင်တေချာပေါ့ဒီအလုပ်တွေကအောင်မြင်မဲ့ကာလတွေမှာရှိပါတယ်။ ဒါကြောင့်မို့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အင်ကာသားတွေနေနဲ့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်တဲ့ခီးစင်တွေတွားအိုဘာရက်ဝေးသွားနိုင်ငံခြားခီးစင်တွေအလုပ်နဲ့ပတ်သက်ပြီးတော့သွားဒါဆိုရင်တေချာပေါက်အကျိုးပေးမယ်ကာလာထဲမှာရှိပါတယ်။ဥပမာကိုက passport တွေ visa တွေစောက်ဆိုင်နေတဲ့လူတယောက်ဆိုရင်တေချာပေါက်သတင်းကောင်းတွေကြားရတာမျိုးတော့နိုင်ငံခြားတွေထွက်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့နိုင်ငံခြားခီးစင်တွေကလည်းအရန်ကျိုးပေးနေတဲ့ကာလာထဲမှာရှိပါတယ်။အရန်အားကောင်းပါတယ်။နောက်တစ်ချက်ကောင်းနေတာကဒီ12လပိုင်းမှာအင်ကာတောင်းတွေကိုမမြင်နိုင်တော့လောကီပညာတွေနဲ့လွယ်လွယ်နဲ့ ပြုတ်စားနှောက်ဆက်လို့မရဘူးကံမြင့်နေတဲ့ကာလထဲမှာရှိပါတယ်ကိုကဒါမှမဟုတ်ပြီးခဲ့လတော့ညက်ခဲ့တဲ့အညက်တွေဒီလတွေပါလာမယ်ဆိုရင်ဥမာကိုကစီကန်းစီုံသွားလို့မပြဘူးတွေးစစ်တမ်းမှရိုက်လို့အပြည့်မပေါ်ဘူးပြုတ်စိတ်နဲ့လူနဲ့မကန့်ဘူးကို့နားမှာအရေးနော်အမြဲတမ်းလိုလိုရှိနေတာမျိုးကို့စိတ်မှာဟိုအနားမှာလူတယောက်ရှိနေတာမျိုးအမြဲတမ်းလိုလိုဝမ်းနေတာညက်နေပိုင်းဆိုဖိုက်တွေအောင်းနေတာမျိုးတွေဂျုံတွေးနေတယ်ပြီးတော့ကိုရဲ့အလောက်ကိုင်းတွေစီးပွားရေးတွေငွေကြီးမိသားစုတွေတခုမှအဆင်မပြေဘူးဆိုရင်နော်ကျွန်တော်ဆက်သွယ်လာခဲ့ပါအခမဲ့ကျွန်တော်စစ်ဆေးပေးမှာဖြစ်ပါတယ် အခါနဲ့စစ်ဆေးပေးမှာနော်ဦးစောကလုံအောင်မရှိဘူးစစ်ဆေးရုံတစ်ထပ်ပဲနော်ကုလာတော့မပါဘူးပေါ့နော်အဲတင့်ချင်တယ်ဆိုရင်စစ်ဆေးပါမယ်ကုမယ်ဆိုရင်တော့ဒါကြောင့်တတ်မှတ်ထားတဲ့ပွဲထိုးတဲ့ကိစ္စလေးတွေရှိရင်ဒါကတော့ဒီမှာပြောရင်အရင်ရှိသွားမယ်မပြောတော့ဘူးအဲ့လိုမျိုးကျွန်တော်ပြောတဲ့အချက်လေးတွေကိုမိတ်ဆွေတို့ကဖြစ်နေတယ်ဆိုရင်ဆက်သွယ်လာခဲ့ပြီပါကျွန်တော်အခါမဲ့စစ်ဆေးပေးပါမယ်ဟုတ်ပြီကဲဒါဆိုရင်နော်အဒီ၁၂လပိုင်းဆိုအင်ကာတားနေတော့ကျွန်တော်ဟောလိုက်တာတော့တော်တော်လေးကိုရှည်သွားပြီတော်တော်လေးလည်းဆုံသွားပြီနော် ကြံတာတစ်ခုကရတရားပေးဖို့ပဲဒီရတရားလုံးလိုက်ခြင်းအားဖြင့်ဒီဆက်လက်ပိုင်းမှာအင်္ဂါတန်းတွေကံကောင်းမှုတွေရရှိပြီးတော့မကောင်းတဲ့အညံ့တွေမကောင်းတဲ့ဆူတွေပေါက်ပြောက်သွားပြီးတော့ပျော်ဆွေနှောင်းမိသားစုဘွားပျော်ဆွေနှောင်းချစ်သူဘွားပျော်ဆွေနှောင်းငွေကြေးတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ရတရားပြောင်းလုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ရတရားလိုက်ကြည့်ကြမယ်ခင်ဗျာ။ခြေရမယ်ရတရားတစ်ခုကမိတ်ဆွေတို့အတွက်အရန်ကြီးတော့မခက်ခဲဘူးတွေ့ခုပါတယ်။နှစ်ခုဖြစ်တယ်နော်ဒီနှစ်ခုပြောင်းလေးလုပ်ပြီးပါနံပါတ်၁တစ်ချက်နေနဲ့ အင်္ဂါနေ့မနက်9:40နဲ့9မိနစ်မှာဖျားစင်ကိုနှစ်ဖက်သမင်းလေးစက်ကက်လှူဒန်းပေးပါခင်ဗျာလက်ဖက်သမင်းတော့ PNC မီအများများအမွှေးတဲ့ဓာတ်တွေတက်လို့လှူဒန်းပြီးတော့เนาะဖျားကိုစက်ကက်ပေးပါဒါဆိုရင်မိတ်ဆွေကကံကောင်းမှုတွေတရားအရရှိမှဖြစ်ပါပြီးတော့မြတ်တာပို့ပါအမျှပေးဝေးပါကျွန်တော်တမလေးဒီနေ့ပြရတော့ကုလို့စစလို့ကတော့စတဲ့ဘုံကျင်းလေးကြောင့်ကတော့လုံးဆောင်တရဝါပေါ့လို့မြတ်တာပို့ပါအမျှပေးဝေးပါဟောဒီပြုခဲ့တဲ့ကုလို့ကိုကျွန်တော်ထပ်တူအမျှရကြပါစေကုန်တော့ ကျတော့ကြုံတွေ့နေခက်ခဲလေကုညီကြပါကုန်တော့ဆိုပြီးတို့အကူညီထောင်းပါနော်ဒီရတရားကိုပြန်အောင်လုပ်ပေးပါကျွန်တော်ပြောရင်တော့အရှိဖြစ်သွားမယ်နော်မပြောလို့တော့ဘောနော်ဟိုပေးစီလည်းလည်းထင်ပါဆိုတယ်ဒါတိကျတိကျနဲ့ကျွန်တော်ဆက်သွယ်လာခဲ့ပြီပါခင်ဗျာနောက်တစ်ခုခြေရမယ့်ရတရားကနော်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာကြံညွတ်တွေရှိလားဒါမှမဟုတ်ကိုကိုညွတ်တွေရှိလားကိုကိုပင်တိတယ်နော်ကိုကိုဒီကိုကိုပင်နော်အဲနေတချို့ချို့မတူဘူးခေါ်ကြတာကျွန်တော်ဘက်ကကိုကိုပင်လို့ပဲခေါ်တယ်ကိုကိုရွက်ဒါမှမဟုတ်ကြံရွက် နောက်တင်လာနဲ့ပတ်သက်တဲ့အရွက်တွေကိုချနှင်းပြရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဆိုရင်ကစွန်းရွက်လည်းရတယ်။ကိုယ့်ရဲ့အိမ်ရဲ့ခလီကားရင်းမှာမဟုတ်တိလား။ဒါမှမဟုတ်ဆိုရင်တချို့နိုင်ငံသားသူတွေနေတဲ့ကခလီကားရင်းမရှိဘူး။ဟိုချို့တဲ့အိမ်အဝင်ထွက်တွေပေါ့နော်။အဲ့လိုနေရာမှာဖဏတ်ထားတဲ့နေရာမှာခဏကြောက်ပြောတဲ့ကြံညှို့လည်းရတယ်။ကစွန်းရွက်လည်းရတယ်။ကိုကိုရွက်လည်းရတယ်။အဲ့ဒါကိုကိုယ့်ရဲ့ဖဏတ်ချို့တဲ့နေရာမှာချပြီးတော့ကိုယ့်ရဲ့ဂျီတောင်းနဲ့စိတ်ကျဉ်တဲ့တဲ့ဒီနင်းချေငါရဲ့အညံ့နေထွက်ငါရဲ့မကောင်းတဲ့ဟာတွေအကုန်ထွက်သွားအကုန်လုံးနင်းချေပြက်စီးပြီးတော့ချောင်းမှာတမျောပြစ်လိုက်ရမှာဖြစ်ပါတယ်။ အရာဝင်တောင်မြောက်ပြည်တဲ့နေရာမိတ်ဆွေတို့လက်နဲ့တမကိုင်းနဲ့လက်အိမ်ပဲဖြစ်ဖြစ်ကျွတ်ကျွတ်အိမ်ပဲဖြစ်စုပြီးတော့အဲ့ဒီနင်းသားဟောက်ကိုင်းပြီးဝင်ချောင်းမှာတောင်မြောက်ပြည်လိုက်ပြောရမယ့်စကားလေးရှိပါတယ်ငှားစီမှာကြုံတွေ့နေတဲ့မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေဟောဒီကျွန်တော်နင်းချီတဲ့အရာနဲ့အခါလေးချောင်းလေးမြောပါသွားပါစီဒီစုကောင်းလိုက်ပါတေချာဘောအညံ့တွေကွယ်ပြောက်သွားပြီးတော့တေချာဘောအညံ့တွေကွယ်ပြောက်သွားပြီးတော့ကောင်းတော့နမိတ်ကောင်းတော့တိတ်ကောင်းတော့အရာတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီရေတရားနဲ့ကိုလှုပ်လှက်ချရမယ်